Xiaomi Redmi ဖုန်းတွေမှာ Note ဝင်တာနောက်ကြတာ Note ဝင်တာတွေကိုဒီနီးလန်းကလူသိနေပြီးတော့မှတရားရဂိုင်းတော့ဖြည့်ရှင်းပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်ဒီ Note နောက်ကြတာကိုကျွန်တော်ဖြည့်ရှင်းဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Xiaomi Redmi ဘက်ကနေကျွန်တော်ရဲ့ device တွေကို tracking လုပ်နေတယ်ကျွန်တော် hotspot တွေကိုကျွန်တော် block ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ဘယ်ထက်ကိုကျွန်တော်တို့ဝင်ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ Chinese တရား browser တစ်ခုခုမှာကျွန်တော်တို့ NHDNS ပေါ့နော် NHDNS.io ဆိုတဲ့ဟာကိုကျွန်တော်ရိုက်ပြီးတော့မှကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာကိုလုပ်ပေးဖို့လိုမလဲဆိုလို့ရှိရင်တော့20 now ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က account တစ်ခုဖွင့်ပေးရမှာပေါ့เนาะအဲ account ဖွင့်ပေးရမှာအဲ့ဒီတော့ကျွန်တော်တို့ဒီမှာပေါ့เนาะ sign up ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပါโอเคအဲဒီမှာဒီလိုမျိုးကြလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအဲတော့ပေါ့เนาะကျွန်တော်တို့ရဲ့ဒီအထဲကိုထည့်ရမယ့်ဟာကကျွန်တော်တို့ gmail ပါရရှိတရားမလိုဘူးပေါ့เนาะအဲကျွန်တော်တို့ကြိုက်တာကိုကျွန်တော်ထည့်လို့ရတယ်ကျွန်တော်ကဒီမှာပေါ့เนาะ mm mmk. ပေါ့เนาะဒီမှာ dns ပေါ့เนาะ dns အဲ dmmk@ ပေါ့နော်အဲဒီမှာ mmk@dns.com ဆိုပြီးတော့ရိုက်လိုက်တယ်နောက်ပြီးတော့အောက်က password ကိုကြာတော့ကျွန်တော်0234ပေါ့နော်အဲ0134ကိုထည့်ပြီးတော့မှကျွန်တော် sign up ကိုကျွန်တော်နှိပ်လိုက်တယ် โอเคဒါဆိုလို့ရှင်ရကျွန်တော်ကျွန်တော်တို့ရဲ့အကောင့်ကပွင့်သွားပြီဗောနော်โอเคအဲ့လိုမျိုးပွင့်သွားပြီဆိုရင်ဒီထိတ်မှာကျွန်တော်တို့ဒီမှာဗောနော်ဒီလူပုံစံလေးနဲ့ကျွန်တော်ပေါ်နေမယ်အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီအဲဒီလူမျိုးအကောင့်ပွင့်သွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုလို့ရှင်เนาะကျွန်တော်တို့ဒီနေရာကိုရောက်သွားပြီဆိုလို့ရှင်เนาะဒီမှာ danny list ဆိုတာရှိရဗောနော် d a n y l i s d danny list ဆိုတာကိုရှိတယ်အဲ့ danny list ထဲမှာကျွန်တော်တို့ကကျွန်တော်တို့ blog ကျင်တဲ့ဒီဗောနော်မီကနေပြီးတော့မှ xiaomi redmi ကနေကျွန်တော်တို့ကို tracking လုပ်နေတဲ့ host တွေကိုကျွန်တော်တို့လာထည့်ပြီးတော့မှပေးပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီဒီ host point တွေကိုလည်းဒီဗော host address တွေကိုကျွန်တော်ဘယ်မှာထားထားပေး ေးရဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲဒီမိမိရဲ့ Telegram နဲ့ကိုကျွန်တော်တို့ဝင်ပေးလိုက်โอเคဒီမှာ Telegram နဲ့ကိုဝင်လိုက်ပါเนาะโอเค Telegram နဲ့ကိုဝင်ဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအပေါ်မှာကျွန်တော်ဘယ်လိုရှာပေးရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲဒီမှာ add add ပေါ့เนาะဒီ MMSTORY mm story 54လို့ရှာလိုက်ပါတော့โอเค54လို့ရှာလိုက်ရင်ဒါဒီမှာကျွန်တော်ရဲ့ဒီမှာ Telegram channel ထဲမှာကျွန်တော်တင်ပေးထားတယ်အဲ့ထဲကိုဝင်လိုက်ဝင်ပြီးတော့ဝင်ပြီးရင်ကျွန်တော်ဒီမှာအဲ့ဒီ host file တွေကိုကျွန်တော်ထည့်ထားပေးရပါတော့အဲ့ဒီ host file တွေကိုကျွန်တော်တို့အကုန်လုံးကိုကျွန်တော်ဖိပြီးတော့မှကျွန်တော်တို့ copy ယူလိုက် โอเคအဲ့ဒီ Telegram ကကျွန်တော်တို့ဒီစာကိုကျွန်တော် copy ယူပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော်ဒီ note ထဲကိုအဲဒီမှာ copy paste နဲ့ကျွန်တော်တို့လာထည့်ထားလိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲ့ဒီ address ကကျွန်တော်ဒီမှာဒီထိတ်ကနေပြီးတော့ကျွန်တော်စာပြီးပေါ့နော်အဲဒီမှာ sdk config. ဟိုပေါ့နော်ဒီမှာအဒီကောင်အများကြီးပဲရှိတယ်ပေါ့နော်အဲ့ကောင်ကိုပထမဆုံးကောင်ကိုကျွန်တော် copy ယူခဲ့ copy ယူပြီးတော့အစောကကျွန်တော်တို့ဒီမှာ browser ထဲကိုကျွန်တော်ပြန်ဝင်လိုက် အပြောင်းဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ add a domain ဆိုတဲ့နေရာမှာကျွန်တော်တို့အဲ copy paste ရှာလိုက်ပါတော့ရှာပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ keyboard အောက်ဆုံးကဒီညာဘက်အောက်ဆုံးကမြားလေးကိုနှိပ်လိုက် โอเคနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်မှာကျွန်တော်တို့ဒီမှာပေါ့เนาะအဲဒီမှာအဲဒီမီလိုဂိုပုံစံလေးနဲ့ဒီနောက်မှာအဲဒီအပြာလေး on ထားတယ်ပေါ့เนาะအဲ့လိုမျိုးကျွန်တော်သူကလာပေါ်တယ်ပေါ့เนาะโอเคအဲလာပေါ်တယ်လာပေါ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်ပေးရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအဒီဟာတွေကိုဒီ address တွေကိုကျွန်တော်တို့ကတစ်ခုချင်း like ခဲ့ပေးရမှာပေါ့เนาะโอเคအဲ့ဒီဟာတွေကိုကျွန်တော်ကဥမာပထမတစ်ခုပြီးသွားပြီဆိုလို့ရှိရင်ဒုတိယတစ်ခုကိုကျွန်တော် copy you copy you ပြီးတော့မှအစောကဒီပေါ့เนาะဒီအပေါ်ကဒီမှာအဲ့ဒီ domain ဆိုတဲ့ဟာတွေကိုကျွန်တော် copy ပြီးတော့ copy paste လုပ် paste လုပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီညာဘက်အောက်တောင်ကမြားလေးကိုပဲထပ်ပြီးတော့မှကျွန်တော်နှိပ်လိုက် guy ဝင်နေပြီးသားရင်အခုလိုမျိုးဒီမှာပေါ့နော်ဒီအဒီဒီ host address ကဒီမှာနှစ်ခုဖြစ်သွားပြီအခုလိုမျိုးဒီမှာပေါ့နှစ်ခုရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာတစ်ခုနှစ်ခုသုံးခုလေးခုပေါ့နော်ဒီမှာအများကြီးပဲရှိတယ်ပေါ့နော်အဒီအောက်ဆုံးဒီမှာ con dot xiaomi ဒီမှာပေါ့နော်ဒီအောက်ဆုံးဒီမှာဒီကောင်ထည့်အောင်ကျွန်တော်တို့ copy ယူပြီးတော့မှကျွန်တော်တို့ဒီမှာအဒီကောင်ကိုကျွန်တော်တို့ထည့်ပေးရမှာပေါ့နော်အဲ့ဒီ address တွေအကုန်လုံးကိုကျွန်တော်တို့ဒီမှာလာပြီးတော့မှကျွန်တော်တို့ထည့်ပေးရမှာပဲဖြစ်ပါတယ် okay အဲ့လိုမျိုးထည့်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဘယ်ဘယ်ကိုသွားပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအရှိမရှိတယ်ပေါ့နော်ဒီရှိမဒီမှာပေါ့နော် set address ဆိုတာရှိရဲအဲ့ဒီ set address ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคဒီဆက်ရတယ်ကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်ဟိုအောက်ကိုသွားလိုက်ပါတော့သွားလိုက်ပြီဆိုလို့ရှင်ဒီမှာ Android ဆိုတဲ့ဒီအောက်ကဒီ recommend ဆိုတဲ့အောက်ကဒီမှာတော့ DNS ပေါ့နော်အဲโอเคအဲကျွန်တော်တို့ခုဒီပြောချင်တာကတော့ကျွန်တော်တို့ဒီဘက်မှာပေါ့နော်ဒီဘက်ကကျွန်တော်တို့အဲဒီမှာ Danny List ဆိုတဲ့နေရာမှာတော့ကျွန်တော်အစောက address ဒီအကုန်လုံးထည့်ပေးခဲ့ဖို့လိုတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာကျွန်တော်ကဒီနှစ်ခုတည်းကိုပဲကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ထည့်ပြီးတော့မှပြထည့်ပေးထားပါထားတာပဲဖြစ်ပါတယ်အဲအဲ့ဒါတွေအကုန်လုံးထည့်မှသာလင်းကျွန်တော်တို့အဆင်ပြေမှာဖြစ်တဲ့အတွက်အဲ့နေရာမှာကျွန်တော်အစောကဒီပြခဲ့တဲ့အဲဒီ address တွေကိုကျွန်တော်တို့အကုန်လုံးဒီမှာပေါ့နော်ဒီ address တွေကိုအကုန်လုံးထည့်ပေးခဲ့အမအဆင်ပြေမှာပေါ့ ါ့နော်အဲ့တော့ကျွန်တော်တို့အဲဒီမှာအဲ့လိုမျိုးအကုန်လုံးဒီဒီမှာအဲ့လိုမျိုးအကုန်လုံးထည့်လိုက်ဆိုလို့ရှိရင်ဒီမှာအများကြီးဖြစ်သွားမှာပေါ့နော် okay အဲ့လိုမျိုးအများကြီးဖြစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဆောပြောဆိုလိုပဲဆက်ရက်ထဲကိုသွားအဲသွားပြီးတော့မှကျွန်တော်ဒီ android ဆိုတဲ့ဒီအောက်ကကျွန်တော်တို့ဒီမှာပေါ့နော်နံပါတ်နံပါတ်3ဆိုတဲ့နေရာပေါ့နော်အဲ dc ဆိုတဲ့နေရာကနေဒီမှာ .io ဆိုတဲ့ထိအောင်ကျွန်တော်တို့ဒီမှာ copy ယူလိုက်အဲ့ကောင်ကိုကျွန်တော် copy ယူ copy ယူပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဖုန်း setting တွေကိုကျွန်တော်သွားပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဖုန်း setting တွေကိုကျွန်တော်ဝင်ပေးလိုက်ပါ โอเคကျွန်တော်တို့ဖုန်း setting တွေကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့အပေါ်အပေါ်ဆုံးကကျွန်တော်တို့ search setting ဆိုတဲ့နေရာကိုကျွန်တော်တို့နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့အပေါ်မှာဘာရိုက်ပေးရမလဲဆိုလို့ရှင်เนาะ P R I I V A T E ပေါ့เนาะဒီမှာ private ဆိုပြီးတော့มาရိုက်ပေးလိုက်ရိုက်ပေးလိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာ private DNS ဆိုတာရှိတယ်ပေါ့เนาะအဲ့ဒီ private DNS ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးလိုက်ပါ โอเคအဲ့ဒီမှာကျွန်တော်တို့ကအစစချင်းကျွန်တော်တို့ဒီမှာအပေါ်မှာ off ဆိုပြီးတော့ဖြစ်နေမယ်ပေါ့နော် off ဆိုပြီးတော့ဖြစ်နေမယ်အဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ off ဆိုတဲ့နေဟာကိုဖြစ်နေတဲ့ဟာကိုအောက်ဆုံးကကျွန်တော်တို့ private dns provider host name ဆိုတာကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အစောနာကကျွန်တော် copy ကူးလာတဲ့ဟာကိုကျွန်တော်တို့ဒီထဲမှာဒီ private dns provider host name ဆိုတဲ့ထဲကိုကျွန်တော် copy paste ပေါ့နော်ကျွန်တော် copy ယူလာတယ်ဒီထဲမှာ paste ချပြီးတော့မှကျွန်တော်တို့ save ကိုနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ဖုန်းက notify ဝင်လာတယ်အရန်ကိုမြန်ဆန်ပြီးတော့မှဒီဖုန်းကလည်းပို့ပြီးတော့မှပေါ်ပါတက်လက်သွားတာကိုကျွန်တော်တို့မြင် ့ရမှာပဲဖြစ်ပါတယ်ဒီနီလန်ကတကယ်ပဲအဆင်ပြေတဲ့နီလန်ပဲဖြစ်လို့ကျွန်တော်တို့တခြားဒီပေါ်တော့လူသိလေအရင်နေတဲ့နီလန်တစ်ခုဖြစ်တာကြောင့်ဒီဒီနီလန်ကိုကျွန်တော်တို့စမ်းပြီးတော့မှအဆင်ပြေလားမပြေလားကျွန်တော်ရဲ့ comment မှာကျွန်တော်ပြောခဲ့ပေးကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ